မြန်မာမာတယ်မကပဲထိုင်းမာမာလူတီမြောင်အောင်မြင်ကြော်ကြနေတဲ့မြမလဝိဖိုက်တာတမနီစိုးကြီးမင်္ဂလာပါပရိသတ်ကြီးတမနီစိုးကြီးကတော့မြန်မာနိုင်ငံမာတယ်မကပဲထိုင်းနိုင်ငံမှာပါလူတီများလာတဲ့လဝိကစားသမားတယောက်ဖြစ်လို့နေပါပြီမြန်မာနိုင်ငံမှာလည်းအောင်မြင်မှုရရှိထားတဲ့ရိုးရလဝိသမားတဦးဖြစ်တယ်လို့ထိုင်းလူမျိုးပရိသတ်တွေအတွက်အားပေးကြံကြတဲ့ဖိုက်တာတဦးလည်းဖြစ်ပါတယ်သူရဲ့အဓိကအချက်ကတော့နောက်မဆုံးတဲ့မခိုးပဲကစားတတ်တဲ့ကစားကွက်တွေ အပြင်းနဲ့လက်သေးထိုးချက်တွေနဲ့ပြိုင်ဘက်ကိုအထိနာစေပြီးလှလှပပအမောက်တိတ်တက်တဲ့ကစားကွက်တီးကြောက်မှာပဲအခုဆိုရင်ဒီလိုကစားတက်တဲ့ဖိုင်တာတွေကလည်းတကယ်ကိုရှာသွားခဲ့ပါပြီပြောရမယ်ဆိုရင်တော့သူက old school fighter တယောက်ပါဒီဘက်ခင်မှာဆိုရင်တော့နေစတဲ့တွေပြိုင်လာကြပြီးတကွက်မားတာနဲ့ဘယ်သူမှဆိုအမောက်တိတ်သွားနိုင်တဲ့ fighter တွေများလာကြပါတယ်လက်ဝေသမားတွေကအသက်28နောက်ပိုင်းဆိုရင်အကြပိုင်းလို့တတ်မှတ်လို့ရပါတယ်ဒါပေမဲ့စတင်ကစားတဲ့ အသက်ရွယ်နဲ့ထိုးတက်ခဲ့တဲ့ပွဲပေါင်းအပေါ်မှာမူတည်ပြီးအဓိကကတော့တိုက်ခိုက်တဲ့ပုံစံကြမ်းတမ်းလွန်းတာကြောင့်နဲ့ခေါင်းတိတ်ချက်တွေအသုံးများတာကြောင့်အထည်အခိုက်များတာကြောင့်ပါဒါပေမဲ့စိုးကြီးကတော့အခုချိန်ထိဆက်လက်ထိန်းထားနိုင်တာကဂုံယူစရာတစ်ခုပါပဲဒါကြောင့်လည်းထိုင်းပရိသတ်တွေကထိုင်းနေစံလေးအနေနဲ့ချစ်စပွဲဆော်လီယူဆော်လီယူတွေဖြစ်ကုန်ကြပါပြီအခုလိုအောင်မြင်မှုရရှိခဲ့တာဟာစိုးကြီးအတွက်တော့ဂျိနက်ပီတီအားရစရာပါပဲ ပို့စကူကစားရမားတွေကတော့ဒီလိုမဟုတ်ပါဘူး။အာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Tie Fighter ဆိုရင်ဆက်ဆံလိုမျိုးပြီးတော့တမနိစူကြီးတို့လိုမျိုးပေါ့။ဒီဘက်ခေဟိုဘက်ခေပဲပိတ်တမဆိုကြိုက်တဲ့ Old School Fighter တွေကတော့အခုချိန်ထိရှိနေသေးပါပဲ။ဒီအတွက်စူကြီးအတွက်ဂုဏ်ယူရပါတယ်။ပြိတက်ကြီးရောစူကြီးအတွက်ဂုဏ်ယူအပြည့်စကားလေးတွေပြောကြားပေးခဲ့ပါအောင်။စူကြီးလည်းဒီထက်မကဆက်လက်ပြီးတော့အောင်မြင်မှုတွေကိုရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။